တင်အဖွဲတွေကလည်းဗိုလ်ချုပ်ကြီးဖွင့်ဟိုဖွင့်ပွဲမတိုင်ညနေသူတို့ကနေပြောသတင်းစင်ကလည်းလာပြီးဓာတ်ပုံတွေရိုက်ထားဟုတ်အဲ့တော့တပီးတော့ကဘာလုပ်ထားလဲဆိုတော့ဘဲခုံဘဲနေရကဘယ်တစ်ချက်ရိုက်တယ်ဘဲခုံကဘဲတောင်းကရိုက်တယ်ဘဲအဆင်းကရိုက်အဲ့ဒါလေးပဲဒီလိုမှတ်ထားမှတ်ထားပြီးတော့အဲ့ဒီမကွေးရဓာတ်ပုံသမားကြီးကိုမိတ်ဆွေဟိုဟာတွေကိုရိုက်ခိုင်းဖလင်တလေးကုံရိုက်ခိုင်းရခိုင်ပြီးတော့ကျင်းမှုသတင်းစာတိုက်ကိုအဲ့ဘူမှုစောမြင့်ဒုတိယအိတ်တာကျုပ်သူ့စီပေါ်သူကဖြားရင်ကြည့်ပြီးသဘောလေးကိုကြား မောင်မောင်ကမင်းတို့လူငယ်လေးတို့သဘောကျလားဆရာနော်အဲ့တော့ဘာစုပေးလဲဆိုတော့ငွေ90ကျပ်စုပေးတယ်။နော်ဟိုဟာဟိုမိကအဲ့အိုက်ကကဖလင်ပေါ့နော်အဖလင်တလေးအဲ့ဒါနော်ဘလောင်ကျလဲအဲ့ဒီတော့ဖလင်တလေးကလည်းဈေးတော်တော်ပေးရတာပဲဖြစ်။အဲ့တော့ဆိုလို့ရှိရင်မကွေးနဲ့ရန်ကုန်ကားက15ကျပ်20တိတ်လောက်ပဲရှိတယ်။ဩဘုဒ္ဓရောင်တရင်စာတိုက်မှာငွေတစ်ကျပ်ပေးလို့ရှိရင် တာမန်ပုဂ္ဂိုလ်လေး ਨੇ ဝါတယ်အသာတုံးတုံးပါတယ်ဓာမုံကျဲ့ဥပါတယ်တကြက်စာမစာဘုရားပြင်းစားတိုက်ပါနော်အဲဟုတ်တာဒါဒီပြီးတော့ဒီသတင်းစာ ਨੇ ပတ်သက်လို့တောင်းနေသတင်းဆောင်ပါတွေဟိုဟာစီးပွားရေးဆောင်ပါတွေဒီတော့အများကြီးရေးခဲ့တယ်နော်ဒီသတင်းစာတိုက်ယူဒီလိုဘာအကျိုးပြုခဲ့သလဲဆိုတော့ဒီလိုငငယ်ကဒီပြီးတော့အဲ့ဆရာထောက်ပုံတော့လည်းတိတ်ချတယ်ဒီပေါ့နော်တရင်တော့ဆရာလဲဆရာလဲ တို့ဟာနဲ့အဲဒီ working people ဟောတရင်စာ editor ကျုပ်တယ်ခေါ်ခေါ်တွေ့သူတို့ကခေါ်တွေ့ပြီးတော့အဲ့ဒီမှာဗမာလိုရေးတာပါပဲသူတို့ပဲအင်္ဂလိပ်လိုပြန်ပေးတာပါเนาะပြန်ပြီးတော့ဒီအဲ့ဒီအတိုင်းမြန်မာလေရဖုံမြေပန်ကဒီငွေကြီးတွေတောင်းယူချီးနေအဲ့ဒါဘယ်နှခုနှစ်ကဘလောက်ချီးတယ်ဘယ်နှခုနှစ်ကဘလောက်ဘယ်လိုပါနေအဲ့ဒါလေးဒီအင်္ဂလိပ်သတင်းစာမှာလဲပါနေဘူးလေเนาะဒီတော့အဲ့တော့ စောစောပြောတယ်ကျင်းမှုတရင်သာအိတ်ဒါဒုက္ခဒုတိယအိတ်ဒါဒုက္ခမျက်နှာမုံသုံးပြီးခုတည်းရှိရှိနေတာနော်လေးသုံးလေးဆိုပြောအဲ့ဒီနောက်ပိုင်းမှာမခွေးဟိုချုပ်ကြီးရုပ်ရင်းစည်းကြီးကိုတရင်သာမှာဖော်ပြတာမျိုးနောက်မတွေ့သေးဘူးနော်ဒီလိုပြောပြရပါအဲ့တော့တရင်စုပြီးရခဲ့ဘူးလေနောက် နောက်ပိုင်းမှာလည်းဒီပြီးတော့မီဒီယာတင်နှန်းနေပါလေဆိုရင်ရန်ကုန်လို့ပါပဲเนาะဒီပြီးတော့မြေလက်ကြားနေမှာဆိုလို့ရှိရင်လည်းဒီပြီးတော့အဲ့ဒီကြလုပ်ခဲ့နောက်အဲ့ဒီမဟုတ်ပါဘူးရန်ကုန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပြီးတော့တော့အဲ့ဒီဟိုဟိုဂျန်နယ်တိုက်တယ်ပေါ့ဥကူကူလေးเนาะသူရိယအလင်းအဲ့ဒီမှာဆိုလို့ရှိရင်လည်းမကွေးတိုင်းတာဝန်ခါနောက်ဘဟုကထုတ်တဲ့ပြည်သူဘဟုကဂျန်နယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီပြီးတော့မကွေးတိုင်းတာဝန်ခါဖြစ်ပြီးတော့တရင်းနေ မြောင်မြတ်စွာတရင်ဆောင်ပါးညောင်းစွာရည်စားပြီပါเนาะဒါအရင်တရင်စားနေပတ်တယ်လို့နောက်ခုဆရာတိုက်တဲ့ဆန်ပေါ့လေဟန်တာရီဦးအောင်ကျန်စွာเนาะဇရင်တော့ဘာကြောင့်ဖြစ်လာရတယ်လဲဆိုတော့တိတ်ပြီးတော့အများကင်းနေတာကိုမြင်လို့ရှိရင်ကြားနေရလို့ရှိရင်အမှန်တရားကိုတဲ့မအောင်လို့ သတင်းတော့ကရေးစားဖော်ပြခြင်းနဲ့ကုန်းကုန်းကိုကိုဖော်ပြခြင်းနဲ့အဲ့ဒါသတင်းတော့ရဲ့မီဒီယာသမားတယောက်ရဲ့အလုပ်ပါပဲနော်အဲဒါကြောင့်ဒီလိုသတင်းတော့ပေါ်အောင်လေမြန်လို့လေနောက်ဒီပြီးတော့စာပေလောက်တာမဂ္ဂဇင်းမှာဆိုလို့ရှိရင်လေမြန်မာထူကုန်းမင်းကြောင့်နဲ့ပတ်သက်ပြီးရေးရတယ်မိုးဝေစာပေမဂ္ဂဇင်းမှာဆိုလို့ရှိရင်လေဒီလိုထင်းထင်းရှားရှားစာရေးဆရာများကိုရင်ဖွင့်နေပြီဆိုပြီးတော့ဝေဖန်ရေးဆောင်ပါလိအဲ့ဆရာချင်းယူလို့မိတ်တီလာပါနော်ဦးစားနော်တို့ ဆိုင်ရဆိုင်လေဘူးဆောင်းနော်အဲ့ဒါတပြီးတော့ဆရာပဲနော်သူ့ကိုပဲအဲ့ဒါတပြီးတော့ပြပြနေနေဝေဖန်ခဲ့တာတပြီးတော့မှားတာဟုတ်ကြမှာဟာဆရာကိုမှားခဲ့တယ်ဆိုတာဝင်ချမတောင်းမှန်ခဲ့ရဆရာသူသိနော်ဆရာတော့ဆက်ပြီးတော့သူကသူ့လည်းဒီမကွေးမှာဒီ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 မကွေးဘူးပတ်ကနာနဲ့ပတ်သက်ပြီးတော့နော်တရင်နေပါလေသူဟောပြောတာလေသူ့ရဲ့ဒါတွေလည်းတပြီးတော့ဆရာနဲ့တွေ့ပြီးတော့ရေးခဲ့ဘူးလေ ဘာမှလဲဆိုဆရာအဲ့ဖြစ်လိုက်တော့စာမေးစင်းမိမှပြောတာဒီနေ့သူ့ရဲ့သမီးတယောက်ပြီတဲ့နော်အရင်ဘဝကသူမင်းပါတဲ့ဟုတ်ဟုတ်သူအဲ့လိုပြောရရရရအဲ့ဒီခဲ့အဲ့ဒီအချိန်ကတော့တော့ပြီးတော့ဒီဘာသာရေးအသိဉာဏ်ပညာတိတ်ပြီးတော့နေလာဆေးဘူးနေလို့ပြောမှာပေါ့ဒီပြီးတော့အဲ့ဒါကိုလက်မခံပြင်းပြင်းလာလာဝေးပါနေဆရာချင်းဦးဟောပြောပွဲမှာကောင်းတဲ့အကြောင်းကြီးထည့်လွှင့်ပြီးတယ်ဇာရေးဆရာမြောက်ပြင်ပွင့်ချင်ပြီး နောက်တစ်ခါမြမရုပ်ပြီးတိမ်ငိုးလူနီးပါဆိုပြီးတော့တပီတော့ကိုယ်လည်းဇတ်စင်မှုမှာတက်ပြီးတော့ရုပ်ပြီးဆိုတော်ရရဲ့ဒီဟာသူတို့ရဲ့ဆိုတာပြောတာလေးတွေအားစပြီးတော့ရေးပြီးတော့တခါလေမောင်းနေတလူကြားမှာတပီတော့မြမရုပ်သေးလောက်ကအဲ့တော့အွန်လိုင်းဖုံးမှုရုပ်သေးရုပ်ကြီးတယ်နော်ကြည့်ကြည့်ဘောဗျာဒီတို့ကကန္နာအဲ့ဘင်းလေးမှာနော်လူတိုင်း ဟိုကြည့်လို့ရတယ်ပတ်ဆက်မပြေအောင်ဖလာပွဲနေဟာကျွန်တော်ကဒီဒီဆရာတော်ဦးစိန်သာရှိစဉ်တော့တိုင်းအဲခေါ်ဘက်ကောင်တပီတော့တင်သေးတယ်ဒီတန်ခါရမအကြောင်းလိုက်ဆရာတော်ကြီးဆရာတော်ဦးစိန်သာလည်းဒီရုပ်ကိထဲကိုခွန့်ပြလာဩအဲ့ဒါခေါ်ဘက်ကသူ့ရဲ့ဒီဗဏ္ဍာရေးဝင်ချင်းရပဲပြစ်လိုက်လို့နောက်နောက်နောက်တစ်ခါမြန်မာထုံးကုန်မင်းကြောင့်ဒီဒီဟိုမိုးဝေစာပေမဂ္ဂဇင်းပါပဲပြီးတော့ သုံးတော့ပဲမှတ်မှတ်ရအဲ့မုံဝိစာပေမဂ္ဂဇင်းအက်ဒီတာကိုညွန်သိကိုကွာကိုပဲတပီတော့လိုက်ရှာပြီးတော့ဟာခဏလို့လူမလေးဗျာပခုကူမှာတရားအရေးသားတွေကြိုက်လို့နော်ဘိုးဝိစာပေမဂ္ဂဇင်းနောက်ဒီလိုကမဂ္ဂဇင်းဒီလိုကမဂ္ဂဇင်းမှာပေးချီဆရာတော်တို့နောက်နောက်တပီတော့လို့ရှူဘောကျောင်းဆရာတော်ဆရာတော်ကြီးအထုပ်ပတ်တီးစရေးလိုက်တာနဲ့တကယ်နဲ့နော်ခု တပီတော့ဒီဆရာတော်ကြီးဒီပေါ်ခရအဲ့ဒီကြောင့်မြင်တယ်ဒီလိုရေးရေးပါတယ်ဘာသာရေးနဲ့ပတ်သက်လို့လည်းရေးနောက်ဆရာဦးဆောင်ရဲ့ဒီဓမ္မရုပ်စုံမဂ္ဂဇင်းအဲ့ဒီမှာလည်းသတင်းသတင်းဆောင်ပါးတောင်ကူးလူမှာအဲ့ဒီဦးဝါတို့ကိုညီသိန်းတို့ဒီတော့ရဲ့ရဖကိုညီသိန်းနဲ့တောင်ကူးလူဝတ်ခဲ့တယ်ဒုံတော့ဝတ်ခဲ့တယ်အကြောင်းကိုပါဘူးနောက်ကိုစောင်းနိုင်တော့တောင်းလို့မှာမလား အဲ့ပါတယ်ဟုတ်တယ်ဟုတ်တယ်ဥဇော်လိုက်နုံနဲ့သွားတယ်မခွေးရမခွေးရအဲ့တောင်ပုလို့ဖွင့်ရဥဇော်လိုက်တို့ပါတယ်ဥခမောင်သိန်းထွန်းတို့ပါတယ်ကျော်စောလင်းမခွေးတို့ပါတယ်ကျော်စောလင်းတို့နော်မခွေးပြိတ္တတည်ဆိုလို့ရှိရင်ဆရာတော်ကြီးရအထုကူပဲဂရုစိုက်ပါတယ်တောင်လင်းရောင်ကလည်းနည်းမဲလာပြီးတော့ဟိုမျက်နှာအယောင်ကျသွားအခက်ကမဲလာအဲ့လိုဆိုတော့ကဲဒီဒီမဲအားလုံးနားထောင်ကြရဲနော်အဲကျွန်တော်ဆော့ဆော့ပြောတဲ့စကားလုံးမျိုးပေါ့ဗျာ စာနာသူညပေါ့နော်လေလိုင်းပေါ်မှာစာနာသူညအားလုံးကိုနော်ဒီရှေးအောင်နှုံးပြခုလိုဗုဒ္ဓဂုံကြီးဆရာဘဝနေပြီးတော့ဒါဒါတိစုံမိညာငါလေးလုတ်တဲ့အတွက်ကြောင့်နော်နားထောင်ရလေအားလုံးသောချစ်ပြည့်တဲ့ပေါင်းကိုသူပဲကျေးဇူးတင်ရှိပါကြောင်းလီစာဆောင်နဲ့ပြောကြရင်ညီကုန်းချုပ်ပါတယ်ခင်ဗျာဟုတ်ပါပြီအဲမကွေးဝင်းမောင်ဖြစ်တဲ့ဆရာရဲ့မွေးတက်ကြတဲ့ကလေးကိုမပြောသေးလို့ဩအဲ ဘယ်ရက်ပြောင်းလဲ1038ခုဩ1038ခု1038ခုတဘောမလားပြီကျော်6ရက်အင်းလေလို့ကြတော့အင်းလေလို့အဲ့ဒါကိုကောင်းကောင်းကိုမှတ်မှန်ထားပြီးမှတ်မိလို့နောက်ရှင်းတော့လူကြီးကခရစ်နစ်ကိုသိမှတ်မှတ်ဖင်းနေဒီမှာလူမှတ်တာော်လေဟုတ်တယ်ဒါတွင်းနေပြီရောဟုတ်တယ်မှတ်ပုံတယ်မှာလေအဲ့လိုပဲထည့်လိုက်တယ်ခုတော့89ပေါ့နော်ခုနစကို80လဲဝင်ပေါ့ခုနစကိုချော်ပြီးပေါ့ဒါမှအခုနောင်လာမဲ့စိုင်းစီက80မှာလဲ ဲတကြီးစာပေပညာရှင်များကိုစောင့်ရှောက်တဲ့ငွေကြေးတွေရရှိနိုင်ပါပြီ။ဂူမောင်နဲ့ဗောဓကွင်ဆရာတို့ရဲ့မှတ်တမ်းလေးကိုလည်းဓမ္မမိတ်ဆွေနဲ့မိနစ်40ကျော်နားထောင်ကြည့်ရင်းဂူမောင်ရဲ့ဘဝတစ်ချက်ဖျက်ဆီးခဲ့ရတဲ့သတင်းတော့ဒင်းသာဆရာဆိုင်ဆရာတယောက်ရဲ့ဘဝကိုဒီများနဲ့မှတ်တမ်းတင်ပြလိုက်ပါတယ်။အလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအင်းမြတ်ချမ်းသာရှိပါလိမ့်။ ကဲပြောအောင်မဟုတ်တယ်နော်ဒီဗုဒ္ဓဂုံကြီးဆရာတော်အနေနဲ့ဟာဒီစာပေရင်ချင်းမှုအခြေခံပြီးတော့ခုလိုတင်ပြရှားပွေးဟောထုတ်တူးဆော့ပြီးတော့ပေါ်ပြရတဲ့အတွက်ကြောင့်မင်္ဂလာပါဘုရားကွင်းသားနာစောက်လျှော်ရေးအဖွဲ့ရွေးချက်နဲ့အနန္တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အထူးပဲမြို့ဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရည်နှစ် မီဒီယာစနစ်ဖြင့်ပြောကြရင်ဒီလာဝါရဗုဒ္ဓသာနာတော်တုတ်တက်စီပင်အောင်ဆောင်ရွက်မည်၃အမျိုးဘာသာသာနာတော်ခုလုံးလို့ဖြင့်မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရှက်ဖြစ်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်၄မိမိခန္ဓာအသက်မငဲ့ကွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထောက်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ကွက်ဖဲ ကာကွယ်တားဆီးစူးစမ်းဆောင်ရွက်သွားပြီးရွေကျက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာတာနာအတွက်ဆောင်ရွက်နေပါလေ